အဲကိုရအထင်ကြီးရတာဗောနော်တော်တော်များများကုမယ်ကဲမယ်ဗောတော်တော်နေပြီးတော့လည်းတော်တော်အထင်ကြီးရတာဒါအခုတော်ရှီယာတိုက်တဲ့တက်တဲ့အားဆိုလို့ရှင်အပုံနဲ့တော့ထွက်နေပြီဒါကျွန်တော်အခုပုံနဲ့ရနေဗောနော်အပုံနဲ့ရနေရနေရရလားကဲတဲ့ကြီးပဲလာလာတော့ကဲတဲ့ကြီးမပြောနဲ့သမီးတို့ပုတ်မဲ့လူတော်မရှိဘူးတဲ့အဲ့လိုမျိုး Facebook မှာတချို့တွေကအာဟိုလဲလဲဟိုအခုကကဲတဲ့ကြီး ပြီးပါရင်ကုညီထောက်ပံ့ရေးပြီးတော့မှပြန်လည်နေရာချတာကြီးတိဆောက်အောင်ပါဘောနော်အဲ့ဒါကိုအဆင့်တွေကြောပြီးတော့မတိဆောက်ကြောက်လားဘာလားနဲ့ share တဲ့ဘူရာရှိရစားဖို့တောက်လို့မရှိဒီမှာကြီးအကုန်လုံးပြီးပါရင်ထည့်ရိုက်ပြပြီးမှလမ်းမှာအမဘေးရဲနဲ့လာတယ်ဆိုင်ငင်းနဲ့လာတယ်အခုဆိုလို့ချင်းပြောလို့ရှိတယ်ကျွန်တော်ကားရောက်တာဒီမှာလာနေလို့မရှိသေးအထဲထဲကနာဝင်ခိုးသွားလို့လူမှလည်းမဟုတ်ပြောမှာဘာမှလည်းမဟုတ်တက်ကြီးဆိုဒီမှာလေကုညီမဲ့လို့မရှိဘူးဒီတိုင်းပဲတော်တော်ဆိုးတယ်လိုင်းနေတာပဲ ဒါဆိုတစ်တိုင်းလုံးပြိုတယ်အမှငယ်စိမ့်မရှိဘူးဒါဆိုထမင်းတို့ဝေမဲ့လူတော်မရှိဘူးနော်ကျွန်တော်ခုနပြောစကားရအောင်ဒါဆိုအပုတ်နဲ့မှထွက်နေပြီဒါအပုတ်နဲ့တော်တော်နန်းနေအောက်ဆုံးမှာ body ရှိတယ်မလက်ရှိချင်နေတာဒီမှာကဲတိုင်းမပြောနဲ့နော်ဘာမှမရှိအောင်ပြောပြတာကဲတိုင်းလည်းမရှိထမင်းတို့လည်းလာမှာမပေးရမင်းမဲ့လူတော်မှတောင်းတောင်းဒီထဲမှာသိကြဘူးတဲ့ တော့တော့ခိုးမယ်ဆိုရင်တော့မခိုးကြရတယ်ဗောနော်အိမ်ထဲမှာမနေရဲအိမ်လာဆောင်းတဲ့လူကြတော့လည်းဘယ်လိုလုပ်လဲဆိုတော့ဓမြတိုက်တယ်တဲ့ဒါနေပြီးတော့အဲ့လေသိစီချင်လို့ပြောပြတာเนาะအဲ့နဲ့အော်ရောင်းမှာဝင်ကြည့်ရော ခုတော့လမ်းဘေးမှာရုံးကနေပြီးတော့လေဒီလိုအမိုးလာပြီးတော့ဆောင်းလေးတွေကားပြီးနေကြတယ်။ဒီလူဆိုတာအတုပဖြစ်နေတာနော်ဒီလားမနေ့မနေ့ကနှလုံးအမိုးဖောက်ပြီးဆုံးသွားတာမနေ့ကမှဆုံးတာလေတနာပါတယ်အမိုးဖောက်ပြီးဆုံးသွားရှာတာဒီဘက်ဒီမှာဆိုလဲအဲ့လိုပဲအထုပ်တွေရသမျှလေးတွေလေပစ္စည်းလေးတွေကိုဆွဲပြီးတော့ပြီးနိုင်လေးနဲ့ထည့်ပြီးနေပူကြဲကြဲကြီးအောင်မှာနေရတာနေပူရဲမှာနေရတာတိတ်ဒုက္ခရောက်တာပဲဒီလား ိတ်ဒုက္ခရောက်တာတိတ်တော့အများစားကြီးမရှိပါဘူးတချို့လည်းပြေးကုန်ကြပါပြီကာဟားပြီးတော့လीဒီနားမှာတော့မသွားနိုင်တဲ့လူတွေလောက်ပဲကြံနေကြတာပေါ့နော်ဒီမှာအဲ့လိုလေးတွေနေရတာဒီလောက်ပါပဲဒီနားလေးတိတ်မရှိပါဘူးဒီလိုအမိုးလေးဆို၄ခုစားလောက်ပါပဲကြံတဲ့လူတွေကတော့အကုန်ပြေးကုန်ပြီမရှိတော့ဘူး

yo, no, yo, no, yo. No. ကျောက်စိမ့်မြို့တော်ဟိုတယ်ရဲ့လက်ရှိခြေနေဖြစ်ပါတယ်။သူကတော့ကဲကျေးရေးကိုမကတ်နိုင်တဲ့အခြေအနေမျိုးရောက်သွားပါတယ်။အဲလွန်ခဲ့တဲ့နှစ်ရက်ကလေးကစဖြစ်ဖြစ်ခြင်းကလေးကကျွန်တော်တို့ကဲဘူးစူးစမ်းခဲ့ကြပါသေးတယ်လို့သိရပါတယ်။ကဲကျေးရေးကစူးစမ်းခဲ့ကြတယ်ဒါပေမဲ့အခု၄ရောက်၄လောင်းပေါ့နော်၄လောင်းကျန်နေပါသေးတယ်။အဲဒီအောက်ထဲမှာကျွန်တော်တို့၄လောင်းရှိပါတယ်ဒီပြီးတော့ထုတ်ဖို့ ဒီဗီတောင်ထုတ်ဖို့မလွယ်ဘူးဖြစ်နေပါလေသူက၆ဆင်းမျိုးတော်ဟိုတယ်ကဟိုတယ်တစ်လုံးလုံးလို့လို့ပြက်စီသွားတာဖြစ်ပါလေဟိုတယ်တစ်လုံးလုံးရှိရှိတမျှအဆောက်အဦတွေအကုန်လုံးလို့လို့ပြက်စီသွားတာမျိုးဖြစ်ပါလေဒါကမှတွေ့ရမှာမဟုတ်ဘူးနေပြီးတော့၆ဆင်းဟိုတယ်၆ဆင်းမျိုးတော်ဟိုတယ်ရဲ့လက်ရှိအခြေအနေဖြစ်ပါလေအခုကတော့ကျွန်တော်တို့ဒီလိုလာချင်းကြောင်းရင်းကတော့အဲ့ဒီမှာပိတ်မိနေတယ်ဆိုတော့ဟိုတယ်မော့ကျွန်တော်တို့ ဝန်ထမ်းလေးဦးကိုဝန်ထမ်းဝန်ထမ်းဆိုတာသူတို့စီမှာလှုပ်လာလှုပ်တဲ့ပြီးရင်းမီးဆေးလှုပ်တဲ့လုပ်ငန်းပိုင်းဝင်တဲ့ဝန်ထမ်းလေးလေးဦးတွေကမိသားစုဝင်တွေကဒီထဲမှာသူတို့မိသားစုဝင်ပြိမိလို့အကယ်တင်ပေးဖို့ဆိုပြီးတော့ပြောပါတယ်ပြောတဲ့အတွက်ကျွန်တော်တို့ကလာကြည့်တာဖြစ်ပါတယ်သို့တော်လည်းပဲငါတောင်းရင်ရှိသူတွေနဲ့မေးမြန်းလိုက်တဲ့အခါမှာတကယ်တမ်းအထက်ထဲမှာဒီဒီကလေးလောင်းလောက်ကိုကျန်ပါတယ်သို့တော့ကျွန်တော်တို့ဘလို့မှအဲ့ဒီနားကိုကတ်လို့ရနိုင်မှာမဟုတ်ဘူးလို့ဆိုတော့သင်ပြတာဖြစ်ပါတယ် အဲကလုံးမရနိုင်ဘူးဆိုတာလေမှန်ပါတယ်အဲသူကညီညီတဲ့တစ်ထက်လုံးကပြက်ကြပြီးတော့အဲပထမတက်ကနေစပြီးတော့ဂျန်နေဟာကြီးကအားလုံးကညီကြီးတဲ့ကိုကျွန်ကြတယ်ကျွန်ကြပြီးတော့ဖိသွားတာဖြစ်နေတယ်သူကဘယ်လိုဖယ်ရအောင်မှသူထိလို့ရနိုင်နေရမလို့ပါအဲဒေကေစီကြီးမှလည်းဒါကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့လိုကေစီကြီးလည်းဝင်ရဲတော့ပါဘူးတကယ်တကယ်သွားပြီးတော့တတိမီလိုတစ်ခုခုလွတ်သွားတာနဲ့အပေါ်ကအပုံလိုက်ကြီးပြိုကျလာတဲ့အခြေအနေမျိုးဖြစ်ပါလေ အပေါ်ကပုံလိုက်ကြည့်ဖြူပြိုကျလာတဲ့အခြေအနေမျိုးမှာတော့သူကအဲကက်ဖို့ရမဖြစ်နိုင်တဲ့အခြေအနေကြီးပဲနည်းနည်းနောက်နောက်ဝေ့ကြည့်မဟုတ်ပါဘူးအဲဒီတော့အဲဒီဒီကိုလက်ရှိမကောက်နိုင်သေးတဲ့အခြေအနေမျိုးတွေ့ရတာဖြစ်ပါတယ်သူတို့ကအစအကုန်လုံးဒါတော့တော်တော်ပြင်းပြင်းထန်ထန်ထိသွားတာပါကြောက်စရာ တစ်လုံးကငုတ်တုတ်ကြီးပြိုသွားတယ်နော်ငုတ်တုတ်ကြီးပြိုသွားပြီးတော့အဲ့အပေါ်ကအဆောက်အဦကြီးကအောက်ကိုဖိပြီးတော့မှအဲပြက်လျက်သားကြီးအဲ့ဒီချင်းကြီးဖြစ်ပါတယ်အဲကျွန်တော်တို့ငါးစားဖောက်ကိုဒါစုံစမ်းကြရတော့လွန်ခဲ့တဲ့နှစ်ရက်ကလေးကကယ်ဆယ်ဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့သူကမရှိရုံလို့ပြောပါတယ် နေပြည်တော်လာတဲ့ငလင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ဆစ်ဆီးနေပြီးကူညီကယ်ဆယ်ရေးအဖွဲ့တွေပရာဟိတအဖွဲ့တွေကိုနေရာတတ်မှတ်ခွင့်ပြုပြီးလွှတ်ပေးတာလို့ဆိုပါရယ်နေပြည်တော်ကစစ်ကောင်စီဝန်ထမ်းတယောက်ကဖြန့်ကျက်ဆောင်ရွက်နေရတာဦးစားပေးအလိုက်လှုပ်ဆောင်ပေးနေတယ်လို့သိရပါရယ်ပထမဦးစားပေးအနေနဲ့အသက်ရှင်သူတွေကယ်ဆယ်ရေးစသဖြင့်အစဉ်အလိုက်လုပ်နေရတာလုပ်ငန်းဆောင်ရွက်ရတာကများလုံးပါတယ်အချင်းချင်းကူညီအဖြစ်လုပ်ဖို့စော်သွားချင်ပါတယ်လို့ပြောပါရယ်နေပြည်တော်မှာကိုတူကိုထပ်ပတ်ဟု မြေတူးဆက်တွေငားရံအုံပြုလှုပ်ဆောင်ရမှာလိုတလောက်ငားမရဖြစ်နေပြီးစစ်ကောင်စီကဌာနဆိုင်ရာယုံတွေစစ်ဖက်ဆိုင်ရာယုံတွေလွတ်တော်အဆောက်အုံတွေကိုဦးစားပေးရှင်းလင်းဖယ်ရှားပြန်လည်ပြုပြင်နေတယ်လို့ဆိုပါရယ်။ငလျင်တန်ကြောင့်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လိုင်းယုံအပါအဝင်အဆောက်အုံ2000ထက်မနည်းပျက်စီးခဲ့ပြီးအလုံသမားဝင်ကြီးဌာနကအတွင်းဝင်တယောက်နဲ့ဝန်ထမ်းတွေအပါအဝင်လူထောင်ချီတည်ဆုံခဲ့ရတယ်လို့မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့အချက်လက်တွေအရသိရပါရယ်။